အခုဦးလူမျိုးကလေဟိုဘက်သွားနေအာဖရိကဘက်မှာအခုကိုထုံတို့ပါပါတယ်သူတို့ဟိုတန်ဇန်နီးယားဘက်မှာအရန်သွားကျင်တာအဲ့ဘက်တွေလေအခုအရန်သွားကျင်တာအခုဆိုဦးလူမျိုးသွားခဲ့တဲ့ကျွန်တော်ချင်းတောင်ဝမ်းနေရာရောက်ခဲ့တယ်ကျွန်တော်2019မှာကျွန်တော်တို့ program တခုရိုက်တော့အဲ့နေရာတွေဦးလူမျိုးသွားခဲ့တဲ့နေရာတွေဆိုတဲ့နေရာတွေကျွန်တော်ရောက်ခဲ့ဘူးရယ်ပေါ့နော်တော်တော်ဟိုလေဟို TV မှာပဲကြည့်ခဲ့ရတာအစီအစဉ်မှာပဲလေရောက်ခဲ့တဲ့နေရာမှာတော်တော်လေးဝေးလံခေါင်ပြားတဲ့နေရာတွေလေအမှတ်တရလေးသွားခဲ့ဘူးရယ် ြန်ပြီးအဲ့ဒီစီစဉ်နေပြန်လုံးမယ်ဆိုတော့ကျွန်တော်အရင်ကြည့်ချင်တာအခုဦးလင်မတို့ကိုထုံးတို့တွားရိုက်နေတယ်တန်ဇာနီးယားမှာအာဖရိကဘက်မှာအဲ့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 ဒါကိုကြည့်ချင်တာဘယ်တော့လာမလဲဆိုပြီးတော့အဲ့လိုမျိုးအဲ့မပါပါဘူးလလောဆယ်တော့မပါပါဘူးဒါပေမဲ့ကိုကပရိတ်သတ်အနေနဲ့အားပေးချင်တာအဲ့ခီးခီးသွားစီစဉ်ကိုကကြိုက်ခဲ့တဲ့သူဖြစ်တတ်တယ်လေအော်ကိုလည်းကြိုက်လေအဘလို့အဲခုကျွန်တော်ခီးသွားလို့ရှင်လဲဘာတွေဘလို့ပြောမယ်ဆိုတဲ့ feeling တွေရှိရပါဘူးအခုလည်းအဲ့လိုမျိုးကိုကပြန်ကြည့်ရအောင်မယ်ဆိုတော့ဝမ်းသာတာပါဟုတ်ဒီနေ့ကကျွန်တော်ရဲ့ဒါ အာလုတ်ပေါ်ဂိုင်းမတ်တွေကျွန်တော်ရဲ့ Forever Group မိခင်ရင်းမြစ်ရဲ့အာဇလန်တော်လေးထွက်တာဖြစ်တဲ့အတွက်ကျွန်တော်လာပြီးတော့ဝင်းရံတဲ့သဘောပါ။ဟုတ် TV ဝင်လုံလောဆယ်တော့ TV မှာလာနေတယ်။ဒီနေ့ကလည်းဒါ Media Pro Show လောက်တာဆိုတော့တစ်ဖက်တစ်လမ်းနေလားအားပေးရတဲ့သဘောပါ။အာဟုတ်ကျွန်တော်ရဲ့အကြိုက်ဆုံးဝါသနာကပြောရမယ်ဆိုတော့ခီးတော့တာပေါ့နော်။ ခီးသွားခြင်းနဲ့ပဲတစ်ခါကြာလို့ရှင်ငငယ်တော့ဆိုလို့ရှင်ခီးသွားနဲ့ခီးသွားခြင်းနဲ့ပဲအတမဝမ်းကြောင့်ပြုတ်ကျင်တဲ့လောက်တိအောင်ကျွန်တော်ဖြစ်ပြုရပါတော့။အဲမကြီးလာတော့ကိုယ့်ရဲ့ passion ကပါလဲဆိုတော့ကိုတိလာတဲ့အခါမှာအာခီးသွားခြင်းကကျွန်တော်ရဲ့ second priority ပေါ့။အဲဆိုတော့အာအလုပ်တွေလုပ်ပြီးရ first priority အနေနဲ့ကျွန်တော်လုပ်ချင်တဲ့အမှုပညာကိုလုပ်ပြီးသွားတဲ့အခါမှာကျွန်တော်ခီးသွားခြင်းကိုအာ second priority အနေနဲ့ထားရပါတော့။ဟုတ်ဟုတ်ဟုတ်ငငယ်တော့တော့ဒီ local တွေမှာအာစိုက်ထိုးသွားတာရှိမယ်။အဲမို့ဟိုမြန်မာပြည်နဲ့ဖျားဘူးသွားခဲ့တာရှိမယ်။ 2003ခုနှစ်လောက်တောင်ခီးသွားဖို့အတွက်အဖေကိုပူဇာတာပေါ့နော်ခီးရန်သွား2003ခုနှစ်လောက်ကလွန်ခဲ့တဲ့22နှစ်လောက်ကမြန်မာပြည်နဲ့ခီးဖျားဘူးပတ်ချင်တာအဲ့လိုအဲ့တော့လေဟိုခီးသွားဖျားဘူးကားကြီးထွက်တယ်လေအဲအဲ့လိုမျိုးနေねကျွန်တော် expert ကား shade တွေနဲ့အဲ့လိုမျိုးသွားရဆိုအရန်ရင်ခုန်တာအဲ့အဲ့သွားဖို့တော့ဆိုအရန်ပျော်တာပေါ့နော်အဲ့ mat တရားရောရှိခဲ့ဘူးပါတယ်အခုအခုထိပဲအခုထိပါပဲ overseas သွားလို့ flying hour ကြာတဲ့ခါကျအဲ့လိုတော့မပျော်ဘူး ဘာမပြောလဲဆိုရင် flying hour ကြာတဲ့ခါမှာတချို့အောက်ကဖြတ်တဲ့မြို့တွေမှာဘယ်နိုင်ငံမြို့တွေဆိုတော့ကြီးကြီးကြီးရင်ခုန်တာအဲမြို့တွေကမီးတွေထွန်းတာလေအဲ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 ဘယ်မြို့လဲမသိဘူးဆိုတော့အဲ့လိုရှင်းခုန်တာအဲအဲ့လောက်ကြီးကိုကျွန်တော်ကယူတာပေါ့နော်ခေးသွားတာယူတာအဲ့နောက်ပိုင်းတနစ်တနစ်ပြောင်းလာတဲ့ခါမှာအဲ့ဟိုကိုကြိုက်တဲ့နေရာတွေရောက်လို့ရှိရင်မျက်လုံးနဲ့ကြည့်ပြီးတော့ enjoy လုပ်ပြီးတော့အုံနောက် memory မှာမှတ်ထားတာတော့အရင်ကြိုက်တာကိုကျွန်တော်အုံနောက်ထဲမှာမှတ်ကျွန်တော်မှတ်မိနေတဲ့ အာနိုင်ငံရဲ့နေရာတွေအများကြီးရှိရပါတော့အဲ့ဒါအဲ့နေရာရောက်လို့ရှိရင်ကျွန်တော်ဓာတ်ပုံတော့မရိုက်နိုင်ဘူးတေချာမျိုးလုံးထဲမှာစွဲနေအောင်မှတ်ထားတဲ့အရာတွေရှိလေးလာတာစွဲနေအောင်ကြည့်တဲ့အရာတွေရှိတယ်အဲ့ဒါတော့ကိုယ်အုံနောက်ကနေနှလုံးသားနဲ့ထည့်တာပေါ့ကျွန်တော်ကအဲ့နိုင်ငံတနိုင်ငံရဲ့အယိုးရအစားအစာတွေအကုန်စားတယ်ပြီးလို့ရှိရင်ကျွန်တော်ကကျတော့ဟို culture ကြိုက်တဲ့လူဆိုတော့အရင်ချင်းမှုနဲ့ပတ်သက်တဲ့အရာတွေကိုအရင်သဘောကျတယ်ဥပမာ culture show တွေရှိမယ်ဆိုရင်ကျွန်တော်တွန်းပြီးတော့ ရောက်အောင်ကျွန်တော်ကိုယ်တိုင် join တယ်တခါကြာလို့ရှိရင်တို့တွေဟိုဒီပရိသတ်တွေတွေကနေဝင် join ရမှာဆိုကျွန်တော်အများနဲ့ပါတယ်အဲ့ဒါဒူဘိုင်းမှာကမယ်ဆိုလို့ရှိရင်လည်းဒူဘိုင်းကအကတယ်ကျွန်တော်ထွက်ကတယ်အဲ့လိုမျိုးနောက်တူရကီမှာတော့လည်းအဲ့လိုပဲကျွန်တော်အပြင်မှာထွက်ကတာရှိတယ်ထွက်ကတယ်အဲ့တို့ရိုးရတယ်လေတို့ဆွဲခေါ်တယ်လေဒါဒီလူတွေလိုက်ဆိုကျွန်တော်သွားတာပဲအဲ့လိုမျိုးတွေမှာကျွန်တော်အများနဲ့ enjoy လုပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ပျော်လို့ ကီးတစ်ခုသွားမယ်ဆိုရင်ကိုက invest လုပ်ထားတာတွေအများကြီးဖြစ်တဲ့အတွက်အဲ့နေရာတွေမှာကိုက participate လုပ်ကိုလုပ်ရတယ်ပေါ့နော်အဲ့တော့မှကျွန်တော်ရဲ့ကျွန်တော်ရဲ့ enjoy ဖြစ်တဲ့စိတ်ကအမှ100%ရတယ်အများကြီးကျွန်တော် enjoy လုပ်တယ်အခုဦးလုံမိုးကလေဟိုဘက်သွားနေအာဖရိကဘက်မှာအခုကိုထုံတို့ပါပါတယ်သူတို့ဟိုတန်ဇန်နီးယားဘက်မှာအရန်သွားကြတာအဲ့ဘက်တွေလေအခုအရန်သွားကြတာအခုဆိုဦးလုံမိုးသွားခဲ့တဲ့ကျွန်တော်ချင်းတောင်ဝမ်းနေရာရောက်ခဲ့တယ်ကျွန်တော်2000ဆက်ခွန်မှာကျွန်တော်တို့ โปรแกรมတခုရိုက်တော့အဲ့နေရာတွေဥလိမ္မိုသွားခဲ့တဲ့နေရာတွေဆိုတဲ့နေရာတွေကျွန်တော်ရောက်ခဲ့ဘူးရယ်ပေါ့နော်တော်တော်ဟိုလေးဟို TV မှာပဲကြည့်ခဲ့ရတာအစီအစဉ်မှာပဲလေရောက်ခဲ့တဲ့နေရာမှာတော်တော်လေးဝေးလံခေါင်ပြားတဲ့နေရာတွေလေးအမှတ်တရလေးသွားခဲ့ဘူးရယ်အခုပြန်ပြီးအဲ့အစီအစဉ်တွေပြန်လုပ်မယ်ဆိုတော့ကျွန်တော်အရင်ကြည့်နေတာအခုဥလိမ္မိုတို့ကိုထုံးတို့သွားရိုက်နေတယ်တန်ဇန်နီးယားမှာအာဖရိကဘက်မှာအဲ့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 ဒါကိုကြည့်နေတာဘယ်တော့လာမလဲဆိုပြီးတော့အဲ့လိုမျိုးချင်းတီတော်ကီသွား ပါပါဘူးလောလောဆယ်တော့မပါပါဘူးဒါပေမဲ့ကိုကပရိသတ်နေနဲ့အားပေးကြတာဟိုအဲ့ခီးခီးသွားစီစဉ်ကိုကကြိုက်ခဲ့တဲ့သူဖြစ်တတ်တာလေအော်ကိုလည်းကြိုက်လဲအဲ့ခုကျွန်တော်ခီးသွားလို့ရှင်လဲဘာတွေဘလို့ပြောမယ်ဆိုတဲ့ feeling တွေရှိရပါဘူးအခုလည်းအဲ့လိုမျိုးကိုကပြန်ကြည့်ရအောင်မယ်ဆိုတော့ဝမ်းသာတာပါတွားလို့ရရင်ကျွန်တော်တွားချင်တာအခုကမ္ဘာကျော်ပိုးလန်းမှာကြီးဆိုတာရှိရလေဒီတရုတ်ပြည်ကနေစပြီးတော့နိုင်ငံပေါင်းများစွာဖြတ်သွားအဲ့ဒါကိုကျွန်တော်ကလေဆိုင်ငံနဲ့ဖြတ်ချင်တာဟို dream ပေါ့နော်ဒါမဲ့လဲအဲ့ဒါအရန်ကိုတော့ခက်ခဲပါတယ်ဒါမဲ့အဲ့ဒါကိုတော့လုပ်ကြည့်ချင်သေးရဘဝမှာ ဘယ်နိုင်ငံရဲ့ခီးစင်မှာဘာတွေစားရမလဲဘယ်လိုဘယ်လက်မှတ်ကိုဖြတ်ပြီးဘယ်လိုသွားရမလဲဆိုတော့ကျွန်တော်ကကျွန်တော်လောက်ရတာအဲဆိုတော့စိတ်တော့နည်းနည်းလေး stress တော့ရှိတယ်ဒါပေမဲ့အောင်မြင်သွားလို့ရှိရင်အရန်ပျော်ဖို့ကောင်းတယ်အဲ့ feel တော့ကျွန်တော်အရန်ကြိုက်တယ်အခုလဲကျွန်တော်ခီးစင်တစ်ခုလုံးနေရဒါလူကြီးတွေနဲ့သွားမှာပေါ့နော်အဲ့ခီးစင်တော့ကျွန်တော်အခုလေ့လာနေတယ်လေ့လာပြီးကျွန်တော်မှာကျွန်တော်သွားဖို့လုံးနေဟုတ်ကျွန်တော်ခီးသွားဘလို့ဆက်ထားတာဘူတန်တနိုင်ငံပဲရှိသေးတယ်ဘူတန်တနိုင်ငံတော့အပိုင်းတစ်ပဲရှိသေးတယ်တော့ကျွန်တော်အဲ့ဒါကို မလုံနိုင်သေးဘူးအများကြီးကြံသေးတယ်ကျွန်တော်ကဘူတန်ဂျပန်ထိုင်ဝမ်ဖိလစ်ပင်းအာအခုဒူဘိုင်းအခုတူရကီအများကြီးကြံသေးတယ်ဒါပေမဲ့ကျွန်တော်မဆက်နိုင်ဘူးပြင်နေရအဲ့ဒါစက်ခိုင်းမှုကြောင့်လည်းကိုကိုရိုင်းလှုပ်ချင်တာဖြစ်တဲ့အတွက်အဲ့မှာလောဘကြီးကြီးနေမရောက်ဘူးပြင်နေရကိုကိုရိုင်းဆက်မှာကိုသွားခဲ့နေရကိုတိမှာလေအဲ့ဒါကြောင့်ပါအားအချောင်းပေါ့ကျွန်တော်ငငယ်ငယ်အဲ့ဒါကျွန်တော်အိုက်တော့ပဲဥလွင်မိုးအဲ့လိုခီးသွားနေတဲ့အချိန်မှာဟိုလေထောင်ရာခီးတဲ့ဆိုတဲ့အချိန်နဲ့တော့အာကျွန်တော်အရင်ရှင်နေခုံတာအဲ့အချိန်ဆိုလေ ကျွန်တော်ချင်းတော်သွားတော့အဲ့ feeling ပြန်ရတာချင်းတော်ကိုကျွန်တော်တို့ဟို main tag တို့မတူဘီလို့မှမအဝေးကြီးသွားရိုက်ခဲ့ရတာကျွန်တော်လေအဲ့အဲ့ရ data အစားအစာကြီးဆိုလို့ရှင်ဥမာတို့မိဖို့ကြောင်းထဲမှာတို့ရဲ့ရှိတဲ့မိဖို့ကြောင်းပစ္စည်းလေးတွေလောက်တဲ့ခါမှာကျွန်တော်ရအောင်ဝင်စားတယ်တချို့အာလူရောင်းနေလာမှာတို့လုတ်ပေးတယ်ဗျာအဲ့လိုမျိုးချို့နေရာကြီးကျရင်ဆန်မရှိဘူးအဆန်မဟုတ်ဘဲနဲ့စားရတဲ့အရာကြီးရှင်ကျွန်တော်ကျွန်တော်မေ့သွားလို့ဘာလည်းမသိဘူးအဲ့လိုမျိုးကြီးကျရင်ကျွန်တော်အကုန်စားတာ ကျွန်တော်အဲ့အပုံစားအပုံစားရဆိုတာဒီဒီရိုးရ data အစားစာတွေကဒီနေရာရောက်မှကျွန်တော်တို့ကစားအောင်မှဖြစ်တဲ့အတွက်ရအောင်စားကျွန်တော်အပုံသွားတယ်ပရိသတ်တွေကျွန်တော်ကို TV ဖန်သားမြေပေါ်မှာမတွေ့ရကြပြီပေါ့နော်ပရိသတ်တွေဆိုတော့ကျွန်တော်ဇလန်တွေစတိုက်လာဖို့ရှိတယ်နောက်လန်ဒီရဲ့လုရှင်ကားကြီးလည်းလာဖို့ရှိတာဖြစ်တဲ့အတွက်ပရိသတ်တွေအဲအတိတ်မကြာခင်မှာကျွန်တော်ကားကြီးစတိုက်လာပါတော့မယ်လို့ကျွန်တော်ဇက်တွေလည်းတောက်လျှောက်ထိုက်ရိုက်ဖို့စီစဉ်ထားပါတယ်အခုခီးသွားတာခဏရက်လိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ပတ်စံပြန်ရှာအောင်ပါပတ်စံပြန်ရှာအောင်ပါဖြစ်တဲ့အတွက်ခီးသွားတာခဏရက်ထားပါတယ်ဟုတ်